ရုရှား၏ Ukraine စစ်ပွဲတွင်မှနှစ်ဖက်လုံးကတောင်းဝင်တဲ့လက်နက်တွေကိုလေ့လာကြည့်အောင်ဗျပြီးခဲ့တဲ့အော်တိုဘာလတွင်ကဗြိတိန်လက်နက်မှ Ukraine ရဲ့မဟာမိတ်နိုင်ငံတွေကကောင်းဆောင်တွေဟာဗြိတိန်ဝန်ကြီးချုပ် Sakia Star မှ Ukraine သမ္မတ Zelensky တို့နဲ့တူတွေ့ဆုံပါတယ်ဒီတွေ့ဆုံမှုမှာ Ukraine အတွက်တာဝန်ပြတောင်းကြတဲ့ပုံမူထောက်ပံ့ရေးကိစ္စဆွေးနွေးခဲ့ပါတယ် Ukraine နဲ့ Russia ကြား၃နှစ်ခွဲကြာဖြစ်နေတဲ့စစ်ပွဲဟာခက်သစ်စစ်ပွဲကိုပုံဖော်နေကြတဲ့ ်းနိုင်ငံလုံးဟာလက်နက်တွေကိုလှည့်လင်းမြန်ထုတ်လုပ်နေပြီးရှေ့တန်းစစ်မျက်နှာပြင်မှာဖြန့်ကျက်ချထားနေပါလေလက်ရှိရုရှားယူကရိန်းပြည်ပကတချို့အဓိကတုံးခဲ့တဲ့လက်နက်တွေကိုလေ့လာကြည့်မယ်ဆိုရင်တော့ခုလိုတွေးရမှာဖြစ်ပါလေနောက်ဖလုံးက drone ကဲ့သို့ကုန်းကြစိတ်တတပြီးပေါ်ပါတွက်လက်တဲ့လက်နက်တွေကိုပုံမထုတ်လာပြီးတော့စစ်ပွဲကိုအသာစီးရဖို့စူးစမ်းလာတာဖြစ်ပါလေ ရုရှားနဲ့ယူကရိန်းဟာ၄စဉ်နေတိုင်းတစ်ဖက်နဲ့တစ်ဖက်အပြင်းထန်ရာချီတဲ့ drone တွေကိုလွတ်တင်ပြီးတိုက်ခတ်နေတာဒီ drone တွေဟာစစ်ပွဲတွင်ကြောက်စရာအကောင်ဆုံးလက်နက်ဖြစ်လာပါလေ drone တွေကပြောရမယ်ဆိုရင်တော့ကမ္ဘာကြီးရဲ့အနာဂတ်စစ်ပွဲကိုတော့မှအဆုံးဖြတ်ပေးနိုင်တဲ့လက်နက်လို့တော့ပြောလို့ရပါတယ် drone တွေဟာစစ်မြေပြင်ကိုပုံစံအစ်စ်တမျိုးပြောင်းလဲစေပြီးစစ်သည်တွေကိုဗန်ကားများကဲ့သို့ဘုံခိုခြင်းနဲ့မှပုံခိုနေရတဲ့အခြေအနေရောက်ရှိစေခဲ့ပါတယ် ရုပ်ရှင်တွေကတော့အတန်းလိုက်တက်တာတွေအင်အားလုံးနဲ့ရားဆိုပြီး orbit တက်တာတွေဒါတွေကလုံးဝ drone နဲ့တွေ့ရင်သုံးမွန်တော့ပါဘူးဒီလိုလူအုပ်ကြီးတွေကို drone နဲ့ပြစ်ချတာနဲ့စစ်တီပေါင်းစေကနန်းချီပိုင်ကနေပိုင်ကနေသေဆုံးသွားမှာဖြစ်ပါတယ်ရှေ့တန်းစမီမှာ drone တွေဟာစစ်တီတွေကသွားလာလှုပ်ရှားမှုကိုထောက်လန်းနိုင်ပြီးတော့ရန်သူခံစစ်ဆေးတွင်ကိုလက်လက်ရှန်ရှန်ဝင်ရောက်ပြန်တန်းနိုင်ပါတယ်ဘယ်နေရာမှာတန်ကားရှိတယ်ဘယ်နေရာမှာဘုံဟုတ်ခြင်းတွေရှိတယ်ဘယ်နေရာမှာကျတော့ front line တွေရှိတယ်ဒါတွေကိုလေ့လာနိုင်ပါတယ် ဒရုန်းတွေဆိုတဲ့အခါမှာတူတူမောမောပြောရမယ်ဆိုရင်ကောင်းရပုံမှန်တော့ရှိဒရုန်းတွေလည်းရှိပါတယ်အင်မတန်မှသတိထားရတာပဲလက်လက်ကြီးပြခတ်တက်ခတ်မှုတော့ပြည်မျက်တွေကိုလည်းလမ်းပြပေးနိုင်ပါတယ် US အလုံးသိပြီးတော့ကင်မရာတက်ထားတဲ့ FPV ဒရုန်းတွေဟာဒုံးသီးတွေဘုံးတွေတက်စင်သုံးနိုင်ပြီးတော့အဝေးထဲစနစ်နဲ့ထိန်းချုပ်မောင်းနိုင်လည်းပါတယ်နေပညာတိုးတက်တာနဲ့မြ AI နေပညာနဲ့ fiber optic cable ဂျိုးတက်ထားတဲ့ drone တွေကိုသုံးလာပါလိမ့်။ကီလိုမီတာ40အထိ ရှည်လျတဲ့ fiber optic cable ကိုတက်ထားတဲ့အဲ့ဒီ drone တွေကို wireless jamming နဲ့ကြားဖြတ်ဖြစ်ချနိုင်ခြင်းမရှိပါဘူး wireless jamming က wireless နဲ့သွားနေတဲ့ drone တွေကိုသာဖြတ်ချနိုင်ပါတယ် cable ကိုတက်ထားရင်ဘာမှလုပ်လို့မရပါဘူးနောက်ဖက်လုံးကရှည်တဲ့စစ်မနာပင်နဲ့ဝေးကွာတဲ့နေရာမှာရှိတဲ့ခြေကန်စောင်းတွေကိုတိုက်ဖို့ကုန်ကျစရိတ်နယ်ပါပြီးဘုံတွေကိုတည်ဆောင်တဲ့အရွယ်အစားကြီးမားတဲ့ drone တွေသုံးနေပါတယ်ရုရှားကသုံးတဲ့ drone တွေကိုကြည့်ရရင် AI ရဲ့စာဟတ် drone ကိုအခြေခံပြီးထုတ်ထားတဲ့ drone တွေ လမ်းဆက် drone တွေပါဝင်ပြီး Ukraine ကို drone စစ်ရေးရာနဲ့ချီလွတ်တင်တက်ခဲ့ပါတယ်။ Ukraine ကတော့ Turkey နိုင်ငံလို Barakata drone တွေကိုအဓိကဖိခိုးအားထားပြီးပြည်တွင်းထုတ် drone နဲ့နောက်နိုင်ငံလို drone တွေကိုအသုံးပြုနေပါတယ်။ Ukraine ရဲ့ပြည်တွင်းထုတ် drone တွေကလည်းတော်တော်အရေးပါပါတယ်။ Ukraine ရဲ့ပြည်တွင်းထုတ် drone ဟာဒဇင်းကိုဒေါ်လာ9000သာကျမှာဖြစ်ပြီးတော့ပြီးခဲ့တဲ့အပတ်ကဆိုရင်ရုရှားရဲ့ S300 400လေးကားစနစ်ကြီးတွေကိုတော့မှဒီပြည်တွင်းထုတ်ဒေါ်လာ9000တန် drone တွေနဲ့ယူကရိန်းကချေမိုးပြလိုက်ပါလေဒီလေကားစနစ်ကြီးတစ်ခုရဲ့တန်ဖိုးကဒေါ်လာဘီလီယံချီပါတယ်ဒါဆိုရင်ရုရှားရဲ့ဆုံရှုံမှုဘယ်လောက် ကြီးမလဲခံမကြည့်ရလည်းသိပါတယ်ယူကရိန်းရှိတဲ့စစ်မှန်ပြတဲ့ဒီကတဲ့အဓိကလမ်းတွေမှာ drone တွေကိုတားဖို့ပိုက်ကွန်တွေနဲ့ဖုံးလွှမ်းထားပါတယ်အဖြစ်လို့လဲဆိုတော့ drone တွေကတကယ်လို့အပေါ်ကနေဘုံသီးဖြုတ်ချရင်လည်းပိုက်ကုန်မှာညှိနေစေဖို့ drone တွေလာရင်ဒါဆိုတော့ထိခိုက်မှုကနည်းပါမယ်လေ။ ။ဒါကြောင့်အခုကပိုက်ကုံစစ်စင်ရင်တော့မှပြောရမလို့ဖြစ်နေပါလေ။ရုရှားကလည်းယူကရိန်းကိုအဓိကပြစ်မှတ်ထားနေတဲ့စွမ်းရည်စိတ်ဟောင်းပေါ်မှာပဲ drone တွေကိုတားဆီးတဲ့ပိုက်ကုံတွေကိုကားထားပါလေ။အခြေအနေကအဲ့ဒီလိုမျိုးလက်ဖက်လုံးက drone တွေကိုကြောက်ရတဲ့အခြေအနေပါ။ရုရှားတို့ကတော့အီရန်လို့စာဟိတ် drone တွေကိုအဓိကသုံးပါလေ။ဒီ drone တွေကိုပထမအီရန်ကတော့မိမိတို့မထောက်ပံ့ဘူးလို့အကြိမ်ဖန်များစွာပြောမယ်နောက်ပိုင်းမှာတော့ဝန်ခံရပါတယ်ထူးခြားတာကအဲ့ဒီ drone တွေထဲမှာ တရုတ်နိုင်ငံကထောက်ပံ့ပေးတဲ့စစ်ရဲပစ္စည်းကုလီယာအစိပ်ပိုင်းတွေလည်းအများအပြားပါဝင်ပါတယ်။ဒါကြောင့်ရုရှားကတော့ဒီနည်းပညာတွေကိုပေါင်းစပ်ပြီးအသုံးပြုတိုက်ခိုက်နေဟန်ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒရုန်းတွေကိုပစ်ချတဲ့လေကြောင်းကောက်ွယ်စနစ်တွေကိုကြည့်ပါဦး။လေကြောင်းကောက်ွယ်ရေးစနစ်တွေကိုဒရုန်းတွေလွတ်တင်ပြီးတာလုံးအင်အားနဲ့ကျော်လွှားနိုင်ခြင်းမှာမဟာဗျူဟာမြောက်ပြုတ်မှတ်တွေကိုတိုက်ခိုက်ဖို့ ပုံမတံပိုးကြီးတဲ့ဒုံးကြီးတွေကိုတုံးလို့ရှိပါတယ်ရုရှားဟာ K101 ခါလီဘာပယ်ထင်းဒုံးတွေအစ်စကန်နာဒုံးကြီးတွေနဲ့ကင်ဇဲကဲ့သို့အတန်ထက်မြန်တဲ့ hyper sonic ဒုံးကြီးတွေကိုတုံးပါတယ်ကင်ဇဲကိုတော့တောင်းတောင်းအသုံးပြုခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကင်ဇဲဒုံးကြီးဒီစင်ကဒေါ်လာတန်းရာနဲ့ချီတန်းတဲ့အတွက်ဖြစ်ပါတယ်အဓိကစီရေးချက်နဲ့နေရာတွေကိုတိုက်ခိုက်တဲ့ခါမှသာကင်ဇဲကိုတုံးတာဖြစ်ပါတယ်2024နိုဝင်ဘာကရုရှားဟာ original လို့အမည်ပေးထားတဲ့စံသက်ဇယ်စင်ဒုံးကြီးကိုပထမဆုံးကျင်ပစ်လွှတ်ပြီး ယူကရိန်းနိုင်ငံလက်ပိုင်းမှာရှိတဲ့စစ်ဘက်ဆိုင်ရာစစ်ရုံတွေကိုတိုက်ခိုက်ပါတယ်။ဒီတုန်းကနျူကလ িয়ার ထိပ်ပိုးများပြားတက်ဆင်နိုင်စွဲရှိပါတယ်။ဒီချိန်တော်တွေမှာယူကရိန်းကလည်းမဟာမိတ်တွေကထောက်ပံ့နေတဲ့ဒုံးကျည်တွေကိုအရေးအတွက်အကန့်အသတ်နဲ့သုံးနေရပါတယ်။အခုယူကရိန်းကလိုချင်နေတာကအမေရိကန်ကထောက်ပံ့မဲ့တူမာဟော့ပါ။ဒါပေမဲ့ဖြစ်ချင်တော့တူမာဟော့တုံးကြီးကိုသမ္မတထရန်ကခုတင်ဒီထောက်ပံ့ပါမလို့လက်မှတ်မထိုးသေးပါဘူး။ပင်ဒဂွန်ကတော့တူမာဟော့ကိုထောက်ပံ့လို့လည်းရနိုင်တယ်ဆိုပြီးမျိုးစိမ့်ပြထားပါတယ်။ ဒီတိုမဟောက်ဆိုရင်ယူကရိန်းနိုင်ငံတွေကတော့ရုရှားနိုင်ငံတွေမှန်တီကိုတိုက်ရိုက်လှမ်းပစ်နေလို့ရပါတယ်ဒီတိုမဟောက်တော့ရရင်ယူကရိန်းတွေကတော့ဒါဟာဖျားပေးတဲ့လက်ဆောင်တော့ပြောလို့ရပါတယ်ရုရှားကတော့တိုမဟောက်ပြီးမှကိုတော်တော်စိုးရိမ်နေတဲ့ချိန်မှာစစ်ပွဲကပုံမကြီးမောသွားပဲရှိပြီးတော့အမေရိကန်သမ္မတထရန့်ကလည်းဒီလိုချင်းတွေကိုလိုလားမှမဟုတ်ပါဘူးလက်ရှိယူကရိန်းသုံးနေတာဘီတရက်စတောင်းရှယ်ဒိုးတုံးကြီးပါပြည်သူရဲ့ SCALP တုံးကြီး မြန်မာ ATCMS နဲ့ဟိုင်းမာဒုံးကြီးတဲ့တုံးပြနေမယ်ဒီဒုံးကြီးတွေဟာကီလိုမီတာထောင်ချီပြန်တန်းနိုင်တဲ့ရုရှားဒုံးကြီးတွေလားအကွာအဝေးကိုပြန်တန်းနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်ယူကရိန်းကရုရှားရဲ့လက်ရှိနဲ့ဒွန်ဘတ်နယ်မြေတွေကိုတိုက်ခိုက်ဖို့အတွက်ဒူမာဟော်ရီကိုအသေးအသန့်လိုအပ်နေတာပဲဖြစ်ပါလေ။အဲ့ဒီအချိန်တော်တွေမှာပဲယူကရိန်းဟာဖလမင်ဂိုလိုမျိုးပေးထားတဲ့သူ့ရဲ့ကိုပိုင်ဒုံးကြီးကိုအများအပြားထုတ်လို့ရည်ရွယ်ထားပါလေ။ရရှာနဲ့ယူကရိန်းတို့ဟာသူတို့ရဲ့ကောင်းလေးရန်တွေကိုကောက်ွယ်ဖို့လေကြောင်းကောက်ွယ်စနစ်တွေပေါ်မှာအလုံးမိခိုးအားထားနေရပါတယ်။ ယူကရိန်းအမေရိကန်လို့ပက်ထရီယော့လေကြောင်းရန်ကာကွယ်စစ်တေဥရောပလို့ IRIST နာဆာမက်စ်နဲ့ SAMPT လေကြောင်းရန်ကာကွယ်စစ်တေသုံးနေရပါတယ်ရုရှားကလည်း S400 300 Backdoor နဲ့ Panzer လေကြောင်းကာကွယ်စစ်တေကိုသုံးပြီးတော့ပြန်တွန်းလှန်နေရပါတယ်2024မှာယူကရိန်းကရုရှားတိုက်ခိုက်မှုကိုတွန်းလှန်ရမှာအထောက်အကူဖြစ်ဖို့အလောင်းနိုင်ငံကြီးစီက App system ကြက်တဲ့လေရင်လက်ခံရရှိပါတယ်ဒီနေနေနဲ့လေလေချင်းဟာစစ်မှုပြီးမှာတာဝန်ထမ်းဆောင်ရင်းဆုံးရှုံးခဲ့ရပါတယ် drone နဲ့ထောက်လုပ်နေစဉ်ကြီးကားကားတွေရဲ့အခန်းကဏ္ဍမှီးမိန်လာတာကတော့အမှန်တရားပဲဖြစ်ပါတယ်စစ်ပွဲစတင်ဖြစ်ပေါ်တဲ့ချိန်ကစစ်မှုပြီးမှာအလုံးသုံးဝင်ခဲ့တဲ့တင်ကားနဲ့တန်ကြက်ကားတွေဟာနောက်ပိုင်းမှာသုံးဝင်မှုညော်နေလာပါတယ်ဘာကြောင့်လဲတင်ကားနဲ့ကြီးကားကားတွေဟာလုံစည်းကြည့်ပါတယ်နောက်ပြီးတော့ထိရောက်မှုကလည်းအားနေပါတယ် ကျွန်တော်ဇေကြီးတဲ့တင်ကားတွေကိုဇေပေါ်တဲ့ drone တွေလည်းတိုက်ခိုက်ဖျက်ဆီးနိုင်ပါတယ်ရုရှားတပ်တွေကယူကရိန်းစစ်ပြင်မှာအလွန်တန်ဖိုးကြီးတဲ့ T90 T80 T72 တင်ကားများအပြားဆုံးရှုံးခဲ့ရပါတယ်။ဒါဟာယူကရိန်းရဲ့ဈေးပေါ်တဲ့ drone တွေနဲ့တိုက်ခိုက်မှုကြောင့်ဆုံးရှုံးခဲ့ရတာပါ။ယူကရိန်းကလည်း2023မှာပြုလုပ်ခဲ့တဲ့တံပြန်ထိုးစစ်မှာနောက်နိုင်ငံတွေကထောက်ပံ့ပေးတဲ့ Leopard, Challenger နဲ့ Abrams တင်ကားတွေကိုတုံးပြီးမဲ့ရုရှားခံစစ်ကိုထိထိရောက်ထိုးဖောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဲတော့နှစ်ဖက်လုံးမှရှိတဲ့တပ်ဖွဲ့တွေကလက်ရှိမှာတရုတ်ပို့ဆောင်ရေးမှာတော့အလွန်တရာကိုအေးပါတဲ့မော်တော်ဆိုင်ကယ်ကိုပဲတုံးလာပါလေချက်ချင်းဝင်ချက်ချင်းထွက်အတုံးဝင်ကလည်းလုံးဝကိုအတုံးဝင်ပါတယ်နောက်ပြီးတော့သုံးပိတ်ဆိုင်ကယ်တွေဆိုရင်လက်လက်တွေပါအများအပြားတက်စင်လာနေပါတယ်ဒါကြောင့်စစ်မြေပြင်မှာဘလောက်ပဲတံပိုးကြီးကြီးအတုံးဝင်တဲ့လက်လက်ဖြစ်ဖို့ကတော့အလွန်အင်မတန်မှအရေးကြီးပါတယ် ယူကရိန်းစစ်ပွဲမှာလက်နက်ကြီးတွေကိုလည်းတောင်းခဲ့ပြီး2024မှာဥရောပခံမကြရရုရှားဟာအမြောက်ကြီးစံပေါင်း1000လောက်ကိုပြစ်ခတ်ပြီးပြီလို့ဆိုပါတယ်ဒီမှာနာရပြင်သစ်ရဲ့တနစ်တာအမြောက်စံထောက်လုပ်မှုရဲ့စေပုံတမုံမှာယူကရိန်းသမ္မတဇီလင်စကီရဲ့ရုရှားယူကရိန်းတစ်ခုညာနဲ့လက်နက်ကြီးတောင်းပြမှုဟာနှစ်ဆခွဲခန့်ပြစ်ခတ်ခဲ့ကြောင်းပြောပါတယ်စစ်ပွဲကာလဟာပြောရမယ်ဆိုရင်တော့နှစ်နှစ်ချီကြာမြင့်လာတဲ့အမြောက်ဥရောပမှာလူသေးပြောက်အများဆုံးစစ်ပွဲတစ်ခုစီဦးတည်လာပါတယ် နောက်ဆုံးရရှိတဲ့စစ်ရေးချက်လက်အရဆိုရင်ယူကရိန်းတရေဟာစုံနေရတဲ့အနေအထားမှာရှိပါတယ်။ရုရှားရဲ့တံမြန်ထိုးစစ်ကအင်တာနက်ပြင်းထန်လာခြင်းရာသီဥတုကလည်းစောင်းတွဲကိုရောက်လာတဲ့အချိန်မှာစောင်းတွဲမှာမျိုးတွေဆိုင်တော်ကိုခွေကောင်းယူပြီးရုရှားကဆိုင်ကလေးအင်ဂျီကားတွေနဲ့တရောတော်ဘဝင်လာတဲ့အချိန်မှာယူကရိန်းတပ်တွေကတက်လန့်သွားတာပဲဖြစ်ပါတယ်။ဒီအချိန်တွေကိုယူကရိန်းသမ္မတဆီလန်စကီကတော့လေးပေါ့စီနေပွဲပြုလုပ်ပြီးတော့စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။